လေးပေါ်ပြန်နိုင်တဲ့ကျဲဝတ်စုံတွေကိုစစ်ပွဲမှာသုံးပြီးဒုက္ခအကြီးကျယ်ရောက်သွားနိုင်တယ်။ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းစစ်ဘက်ဆိုင်ရာအင်ဂျင်နီယာတွေကအခုမြင်နေရတဲ့ကျဲဝတ်စုံတွေကိုတီထွင်ခဲ့ပါတယ်။ဒီဝတ်စုံတွေကရုပ်ရှင်တွေကလူဆွမ်းကောင်းတွေလိုမျိုးလေးပေါ်ကိုပြန်နိုင်အောင်ပြုလုပ်ပေးပါတယ်။ဒါပေမဲ့သူတို့ကတကယ့်စစ်ပွဲမှာတော့လုံးဝအသုံးမဝင်ပါဘူး။အသုံးမဝင်တဲ့အပြင်ကမှသုံးပြီးဒုက္ခအကြီးကျယ်ရောက်သွားနိုင်ပါတယ်။သူတို့ကလေးပေါ်ပြန်ဖို့အတွက်လက်နက်ပတ်လုံးနဲ့ထိန်းရပါတယ်။ဒါကြောင့်စစ်သားကလက်တွေနဲ့တနက်ကိုပိုင်လို့မရတော့ပါဘူး။ သူတို့ရဲ့လက်တွေကဆက်ကိုအချိန်ပြည့်ထိနေရမှာဖြစ်ပြီးတော့တချမ်းမားတာနဲ့မြေကြီးနဲ့မိတ်ဆက်သွားမှာပါ။နောက်ပြီးဒီဝိဆုံတွေကဂျမ်းအင်ဂျင်တစ်လုံးပြီးပါစူညံတဲ့အတံတွေကိုထုတ်ဝင်နေပါတယ်။ဒါကြောင့်ရန်သူကဒီအတံကိုကြားပြီးတော့လေပေါ်ကစစ်သားကိုလွယ်လွယ်လေးစီဝင်ချွေပြစ်နိုင်ပါတယ်။အဲ့ဒီအပြင်ပေါ်မှာနောက်ဆုံးပေါ်ဂျက်ဝစ်စုံတွေဟာမိနစ်30အထိပြန်တန်းနိုင်ပြီးတော့ဖိုက်စစ်ထဲမှာဘယ်ရီကုံသွားရင်ရန်သူနယ်မြေထဲမှာကုန်းချောင်းဖွဲ့ပြေးရမှာဖြစ်ပါတယ်။ဒါကြောင့်မယ်ဒီဝစ်စုံတွေကိုစစ်သက်ဆိုင်ရာကိစ္စတွေမှာအသုံးမပြုဘဲအပျော်တမ်းပြိုင်ပွဲတွေနဲ့ဖြောပြေးမှုတွေမှာပဲသုံးနေတာဖြစ်ပါတယ်။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။လူသားမျိုးရိုးဗီဇကိုနှစ်ပေါင်းဘီလီယံကျသိမ်းထားပြီးမယ်ခရစ်စတယ်မမ်မိုရီခန်ပိတ်သက်တို့ရဲ့စောက်တန်တန်တက်ကတူကသိပ္ပံပညာရှင်တွေဟာလူသားမျိုးရိုးဗီဇကိုဘဏ်၅ဘဏ်မြင်ရတဲ့တလင်းကြောင့်မှတ်တမ်းကတ်ထဲမှာထည့်သွင်းသိမ်းဆည်းထားဖို့တီထွင်ဖန်တီးခဲ့ပြီးပါပြီ။ဒီ၅ဘဏ်မြင်အချက်အလက်တိုးလောင်ရေးကိရိယာကိုစောက်တန်တန်တက်ကတူမှရှိတဲ့သူတွေတနာစင်တာကတီထွင်ခဲ့တာပါ။ ဒီ memory card ဟာအချက်အလက်တွေကိုနှိပ်ပြီးလျံပေါင်းများစွာမပြတ်မစီသုံးလောင်းထားနိုင်ပါတယ်။အချိန်ကြာလာတာနဲ့အများသုံးလောင်းနိုင်စွာကြာဆင်းသွားတတ်တယ်။တခြား memory card တွေနဲ့မတူပဲဒီ၅ဘက်မြင်တလင်းကြောင့် memory card ဟာအချက်အလက်တွေကို360 terabyte အထိသိမ်းဆည်းထားနိုင်ပါတယ်။အပူချိန်မြင်မာတဲ့အနေအထားမျိုးကိုတော့ခံနိုင်ရရှိပြီးတော့အချက်အလက်တွေကိုနှိပ်ပြီးလျံပေါင်းများစွာမပြတ်စီအောင်လို့သိမ်းဆည်းပေးထားမှာပါ။ အနာဂတ်မှာလူသားမျိုးစိတ်တွေမျိုးတုံးပြုတ်ဝဲသွားတဲ့အခါလူသားတွေပြန်လည်ရှင်သန်နိုင်ဖို့အတွက်ဒီမှတ်တမ်းကိရိယာကအချက်လက်အသေးစိတ်ကိုပေးနိုင်မိမယ်လို့မျှော်လင့်ထားတဲ့အကြောင်းကိုသိပ္ပံပညာရှင်အဖွဲ့ကပြောကြားခဲ့ပါတယ်။ဒီနည်းပညာဟာမျိုးတုံးပြောက်ွယ်လိုမျိုးပါဖြစ်နေတဲ့အပင်တွေနဲ့တိရိစ္ဆာန်မျိုးရိုးဗီဇတွေကိုနှစ်ပေါင်းများစွာမပြောက်ပြမှတ်တမ်းတင်သိသိထားလို့ရအောင်လေလှုပ်ဆောင်ပေးနိုင်ပါတယ်။ နှစ်ဘီလီယံနဲ့ချီတရှိခံအောင်တီထွေဖန်တီးခဲ့တဲ့ဒီသလင်းကြောင့်မမူရီကဟာကမ္ဘာတရှိခံဆောင်အချက်လက်တူလောင်ရေးပစ္စည်းအဖြစ်2014ခုနှစ်မှာဂင်းနစ်မှတ်တမ်းဆန်ခြင်းကိုလည်းရရှိခဲ့ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။2026အတွင်းဒူဘိုင်းမှာမြင်တွေ့ရတော့မယ်ထိုင်းကုန်၅ခုပဲပါတဲ့တက်စီလေးကြီးများပြည်သက်တို့ရေဒူဘိုင်းမှာလာမယ်2026ခုနှစ်အတွင်းဖယင်းစစ်တက်စီလေးကြီးတွေစတင်ပြီးဆွဲတော့မှာဖြစ်ကြောင်း Market Insider သတင်းမှာဖော်ပြခဲ့ပါတယ် အဲ့ဒီလျှက်စစ်တက်စီလေးရင်တွေကိုတော့ချိုးပြီး S4 လို့အမည်ပေးထားပါဗျ။ဒီလေးရင်တက်စီတွေဟာသဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေပဲမျိုးတွေကကားလမ်းပိတ်ဆို့မှုတွေကိုလျှော့ချပေးနိုင်မှာဖြစ်ပြီးတော့ကားမှန်စူညံမှုတွေကိုလည်းနှဲပါလာစေမှာပါ။ဒီချိုးပြီး S4 တက်စီလေးရင်ကိုဒူဘိုင်းမှာစတင်မိတ်ဆက်ပြသခဲ့ပြီးတော့ဝန်ဆောင်မှုကိုတော့2026ခုနှစ်မှာစတင်နိုင်ဖို့ရည်ရွယ်ထားကြပါဗျ။ ဲ့ဒီလျှက်စစ်တက်စီလေးရင်တွေဟာမြေပြင်ကနေဝေးဟင်ဝေးဟင်ကနေမြေပြင်ကိုထောင်လိုက်အတက်အစင်းပြုလုပ်နိုင်တဲ့ VTOL အမျိုးအစားဖြစ်ပြီးတော့လျှက်စစ်စွမ်းရည်ကိုအသုံးပြုထားပါတယ်အားပြေအတွင်းထားရင်တနအီကို322ကီလိုမီတာအမြန်နှုန်းနဲ့161ကီလိုမီတာအထိပြန်တန်းနိုင်ပြီးတော့လေယာဉ်ထဲမှာထိုင်ကုန်5ပုံသာထည့်သွင်းထားပါတယ်။ဒါကြောင့်လေယာဉ်မှုအပါအဝင်ခီးသည်၄ယောက်သာစီးနင်းနိုင်မှာဖြစ်ပါတယ်။တက်စီလေယာဉ်ရဲ့အားသာချက်ကတော့ခရီးသွားချိန်ကိုလျှော့ချပေးနိုင်တာပါ။ ဒူဘိုင်းနိုင်ငံကနေစိတ်ကနေကားနဲ့သွားရင်45မိနစ်ကြာမဲ့ခီးကိုတက်စီနေရင်နဲ့သွားမယ်ဆိုရင်15မိနစ်လောက်ပဲကြာတော့မှာပါဒါရီမကသေးပါဘူးဒူဝိုင်းမှာဒီထက်ပိုအဆင်မြင်တဲ့မောင်းသူမဲ့လျှက်စစ်တက်စီရင်တွေကိုလည်းလာမယ့်2030ပြည့်နှစ်မှာဝင်ဆောင်မှုပေးနိုင်ဖို့ရည်မှန်းထားပါသေးတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။